နီကိုလတ်စ်ပေပေကို flop ဖြစ်တဲ့ player လို့ထင်ကြသလားများသောအားဖြင့်ကတော့ flop ဖြစ်တယ်လို့ပြောနေကြတဲ့သူတွေက media တွေရဲ့တခြားအသင်း player တွေရဲ့ဖြစ်ပြီးတော့ Arsenal ပရိသတ်တွေကတော့အဲ့ဒီလိုပြောတဲ့လူနဲပါတယ်ရှိတော့ရှိတယ်ဒါပေမဲ့အခုနောက်ပိုင်းမှာတော့တိတ်ပြီးတော့မပြောကြတော့ဘူးဘာကြောင့်လဲဆိုတော့နီကိုလတ်စ်ပေပေလိုပဲပေးရတဲ့တန်ကြီးနဲ့ပြသွားတဲ့ performance မမျှချတဲ့သူတွေကတယောက်ပြီးတယောက်ပုံများလာတဲ့အခါကျတော့ပေပေထက်တောင်မှပို့ပြီးဆိုးလာကြတယ်ပေပေကမှကျွန်တော်အခုပြထားတဲ့ကစားတဲ့အရေးအတွက် လုပ်ပြသွားတဲ့ performance ကိုရခဲ့သေးတယ်။အဲ့ဒီထက်ပိုဆိုးတဲ့လူတွေရှိတယ်။ဆိုတော့ Pepe ဒီအစောပိုင်းတုန်းကတော့ flop တဲ့ player အဖြစ်သတ်မှတ်ခဲ့ရပေမဲ့နောက်ပိုင်းမှာတော့ဒီလိုပဲ media PR တွေကြောင့်အသာမန်အလုံးမဖြစ်ခဲ့တဲ့ player တယောက်အဖြစ်ပဲပြောင်းလဲပြီးတော့လက်ခံလာကြတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါဆိုလို့ရှိရင် Kai Havertz ကိုရောဘလို့မြင်လဲ။ Kai Havertz လုပ်ပြထားတဲ့မှတ်တမ်းတွေကလည်း Pepe နဲ့တိတ်ပြီးတော့မကွာပါဘူး။ကစားထားတဲ့ပွဲအရေးအတွက်ဆိုလို့ရှိရင်နည်းနည်းလေးတော့ပိုပြီးနည်းနေသေးတယ်။ဒါတော့ထားပါတော့ ေပေနဲ့ပွဲချင်းညီသွားတဲ့အခါမှာ Harvest ရဲ့ performance လည်းပေပေနဲ့အတူတူ loss ဖြစ်မှာဆိုတော့ Harvest ကိုရောကျွန်တော်တို့ flop တဲ့ player လို့ပြောလို့ရသလားတကယ်တော့ Harvest ကိုခေါ်ခဲ့ရတဲ့ပြောင်းရွှေ့ချေကပေပေထက်တောင်မှနည်းနည်းလေးပို့ပြီးတော့နည်းပါသေးတယ် Martinelli တယောက်စာနည်းတယ်ပေါ့ဗျာဆိုတော့ကျွန်တော်တို့ဒီနေ့အဲ့အကြောင်းကိုဆွေးနွေးကြမယ်ไคฮาร์เวสကကျွန်တော်တို့အသင်းရဲ့ဘယ်ရိုးမှာဘယ်လိုကစားမှာလဲတကယ်ပဲไคฮาร์เวสကမှားရွေးတဲ့ခွေယူမှုလားအာတီတာဒီသူ့ရဲ့ မှားရွေးတဲ့လုပ်ရက်ကိုကာကွယ်ဖို့အတွက်စူးစမ်းနေသလားဆိုတာတွေကိုကျွန်တော်တို့ပြန်ပြီးတော့ချိန်ဆကြည့်ရအောင်ဒီကတော့နီးပြရည်နဲ့မွေးစားသားဆိုတဲ့ကိစ္စကဘောလုံးပြိသက်တွေကြားထဲမှာဝေဖန်နေကြကိစ္စပါပဲအထူးဖြင့်နီးပြဆွဆွမြဲမြဲသုံးတဲ့ player တယောက်ကခြေစွမ်းမပြနိုင်တော့ဘူးအဲ့ဒီလိုနေထားမျိုးမှာလည်းနီးပြကဆက်ပြီးတော့ပေပြီးသုံးနေသေးတယ်ဆိုလို့ရှိရင်အဲ့ဒီမွေးစားသားကိစ္စတွေဆက်လာပါတယ် ကိုင်ဟာဗတ်စ်ကလည်းအဲ့လိုပါပဲဒါပေမဲ့ကိုင်ဟာဗတ်စ်ဒီအခုအချိန်ထိကျွန်တော်တို့အသင်းအတွက်အမိုက်ဖြစ်နေတဲ့ကစားသမားသူကြောင့်ပျက်စီးနေရပါတယ်လို့ပြောလို့ရတဲ့အခြေအနေမှာရှိနေတဲ့ကစားသမားမဟုတ်ဘူးတစ်ချိန်တည်းမှာလည်းပြစ်ပြီးတော့အားကိုးလို့ရတဲ့ပလေယာလည်းမဟုတ်သေးဘူးကျွန်တော်တို့ကဘယ်နေရာမှာနေတိုင်ပတ်နေလဲဆိုတော့ကိုင်ဟာဗတ်စ်အကြောင်းဆွေးနွေးမယ်ဆိုလို့ရှိရင်ကိုင်းလေကစားသမားတယောက်ဆိုပြီးတော့ ခေါင်းစဉ်တည်ပြီးဆွေးနွေးရမလားတိုက်စစ်မှုတယောက်ဆိုပြီးတော့တည်ပြီးဆွေးနွေးရမလားဒီကိစ္စမှာတော်တော်လေးကြက်နေပါတယ်အဲ့ဒီအကြောင်းကိုနောက်ပိုင်းမှာဆက်သွားမယ်ဗျာလောလောဆယ်ကိုင်ဟာဗတ်စ်ကိုထားစရာမရှိလို့အာဒီတာကတိုက်စစ်မှုခေါ်ယူရေးမှာတွေ့ဝင်နေသလားဒါမှမဟုတ်ဘက်ဂျမင်ဆက်စကိုကိုပို့ပြီးတော့အာတန်နေသလားဆိုတာနဲ့ကျွန်တော်တို့ချိန်ဆပါမယ်ကျွန်တော်ကတော့ player ဖြစ်ဖြစ်နီးပြဖြစ်ဖြစ်ကျွန်တော်တို့လိုမျိုးတာမန်ဘောလုံးမဲ့ကြီးရလူပဲဖြစ်ဖြစ် bias တော့ရှိတယ်ဗျကိုကြိုက်တဲ့လူဆိုလို့ရှိရင်ကိုနေရာပို့ပေးချင်တာ သူ့ကောင်းကြောင်းသက်သေပြကျင်တာဒီလိုကိစ္စမျိုးလေးတွေတော့ရှိတယ်ဒါကအာဒီတာမမမဟုတ်ဘူးဘယ်သူစီမှမဆိုကြုံတတ်တဲ့ကိစ္စပဲဒါပေမဲ့အာဒီတာတိုက်စစ်မှုကိုရွေးချယ်နေရတဲ့အပိုင်းမှာတော့ကျွန်တော်ကကိုင်ဟာဗတ်စ်နဲ့တိတ်ပြီးချိတ်ဆက်တယ်လို့မထင်ဘူးကျွန်တော်ယူဆတာကတောင်မန်နဲ့ချိတ်ဆက်တယ်လို့ထင်တာပါတည်တဲ့အတိုင်းပဲအာဆနယ်သင်းရဲ့ကစားပုံမှာဖူးဘက်တွေတောင်မန်တွေကအရေးကြီးတယ်ဒီအထိုင်ပြတ်လို့ရှိရင်တိုက်စစ်ပက်တန်တစ်ခုလုံးမှာချိန်ရမယ့်အနေအထားရှိတယ်အခုဆက်စကိုကိုပဲခေါ်ချင်နေတယ်ဆိုတဲ့အပေါ်မှာကျွန်တော်တို့တွေးတင်တာက ကန်ဟာဖတ်ကြောင့်ဆိုတာမျိုးထက်အာဒီတာနေနဲ့တောင်မန်ကစားသမားအစ်စ်ခေါ်ဖို့အစီအစဉ်မရှိဘဲနဲ့ဒီနှစ်ယောက်နဲ့ပဲပေသုံးမဲ့အလားလာရှိနေတဲ့အတွက်ကြောင့်ဆက်စကိုကိုခေါ်ချင်တာလားဆိုတာကကျွန်တော်တို့ပို့ပြီးတော့ပူပန်ရမယ့်ကိစ္စဖြစ်တယ်လို့ထင်တယ်။ကျွန်တော်တို့လလန်းမီတလောက်လည်လာထားတဲ့အချက်လက်တွေရဆိုလို့ရှိရင်ဘက်ချမင်ဆက်စကိုရဲ့ကစားပုံနဲ့လိုက်ဖက်ညီတဲ့တောင်မန်ရဲ့ယူဂရက်စ်ကစားပုံနဲ့လိုက်ဖက်ညီတဲ့တောင်မန်ရဲ့ကသိပ်ပြီးတော့မတူပါဘူး။ဒါကြောင့်မို့လို့အာဒီတာအနေနဲ့ touch line ဝင်က wide area ကဝင်ကာတွေကိုခေါ်ပစ်မလားဒါမှမဟုတ် inverted ပဲခေါ်မလား dribble ကောင်းကောင်းနဲ့ area တွေကိုတိုးဝင်ပြီးတော့ကစားခွက်ဖော်ဆောင်နိုင်တဲ့တောင်မှကစားသမားခေါ်မလားအဲ့ဒီပုံမှာမူတည်ပြီးတော့ Jobras လား Benjamin Sesko လားချိန်ဆနေတယ်လို့ကျွန်တော်တို့ယူဆတာက Kai Havertz ကြောင့်တိုက်စစ်မှုစဉ်းစားနေတယ်ဆိုတာအထက်ပို့ပြီးတော့နှီးဆက်ပါတယ်ကျွန်တော်ပြောတာနီးဆက်တယ်လို့ပြောတာเนาะဓာရီကိုချိန်ဆနေတဲ့အတွက်ကြောင့်အာတီတာကဒီလိုမျိုးတွေးနေတယ်လို့ကျွန်တော်မဆိုလိုဘူးတခါတည်းဝင်ခံထားတာ ကျွန်တော်အနေနဲ့ဘောလုံးမဲကြည့်တာများလို့ပြောနိုင်တယ်ဆွေးနွေးနိုင်တယ်ဆိုပေမဲ့အဲ့ဒီလောက် ठी specialist မဟုတ်ဘူးစံပြီးလိုကိုငါကအလုပ်ဖြစ်မယ်လို့တွေးခဲ့ဘူးတဲ့အုံနောက်အဲ့ဒီအန်ကတီယာလည်းအဆင်ပြေမယ်လို့ယူဆခဲ့ဘူးတဲ့အုံနောက်ဒီလောက်ကြီး ठी မကောင်းဘူးတိုးတော့ကျွန်တော်ချိန်ဆတာက data တိုက်စီမှုခေါ်ဖို့တွေးဝင်နေတယ်ဆိုတာက kai harvest ကြောင့်တော့မဟုတ်ဘူးဘလို့တောင်ပန်ကစားသမားမျိုးကိုခေါ်မလဲဆိုတဲ့အချက်ပေါ်မူတည်တယ်တောင်ပန်မခေါ်တော့ဘူးဆိုလို့ရှိရင်တော့ ဗီဒီယိုယိုဂရက်အစားဘက်ဂျမင်ဆက်ကိုရောက်လာဖို့များပါတယ်ဒီအကြောင်းကိုတော့မနေ့ကဗီဒီယိုမှာလည်းပြောပြီးပြီဆိုတော့သိပြီးတော့မရှင်းတော့ဘူးအဲဒီတော့ပထမခေါင်းစဉ်ဖြစ်တဲ့ကိုင်ဟာဗတ်ကိုထားစရာမရှိလို့ တိုင်ပတ်နေရဆိုတဲ့အချက်ကိုတော့ကျွန်တော်ကသိပြီးတော့လက်မခံချင်ဘူး။ Kai Harvest ကိုကိုခေါ်ထားတဲ့ကစားသမားဖြစ်လို့နေရာပေးခြင်းနဲ့သူမမားကြောင်းတက်တည်ပြခြင်းနဲ့ဆိုတဲ့အပိုင်းကတော့ယာကိုင်းတော့အဖြစ်ကျွန်တော်လက်ခံတယ်။ဒီလိုကိစ္စမျိုးတွေကနီးပြတိုင်းမှာရှိတယ်။ Okay ဆက်သွားကြရအောင် Kai Harvest ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေး discussion လုပ်ကြရအောင်။ပထမအဦးဆုံး Kai Harvest ကိုရိုင်းရဲ့ဇာတာကလည်းနည်းနည်းတော့ထူးတယ်ဗျ။ကိုယ့်လက်ကစားသမားတယောက်အနေနဲ့ ပရီးမီးယားလိကိုရောက်လာတဲ့ Chelsea မှာကစားတယ်ကျွန်တော်အမှတ်မမှားလို့ရှိရင် Lukaku ကနဲ့စပြီးတော့ရှိသမျှ player တယောက်မှကြံနာတာအဲ့ဒီလိုနဲ့ပဲ Kai Havertz ကအရှိရောက်လာတယ် Champions League မှာပါဂိုးတွေပါရင်သွင်းပြီးတော့သူတိုက်စင်မှုတယောက်အနေနဲ့မဆိုးတဲ့အခြေအနေကိုပြခဲ့တယ်အဲ့ဒီလိုနဲ့ Queen Lane မှာကစားခြင်းလို့ပါဆိုပြီးတော့ Chelsea ကနဲ့ Arsenal ကိုရောက်လာတယ်သူရောက်လာပြီးရပ်ပိုင်းအတွင်းမှာပဲပြဿနာပေါင်းစုံတက်တဲ့အတွက်ကြောင့် community shield ပွဲ Arsenal နဲ့ Manchester City အသင်းကစားတဲ့ပွဲမှာတင်သူတိုက်စစ်များဦးရောက်သွားတယ် cut inside လောက်တာကိုကိုသမတဲ့တဲ့ကိုပိတ်ထည့်လိုက်တဲ့ဘောလုံးက Kai Havertz ရဲ့လွဲချော်ခြင်းပေါင်းများစွာရဲ့အစလိုတော့ပြောရမယ်အဲ့ဒီနောက်ပိုင်း penalty ပေးကံပြီးတော့သူ့ရဲ့ goal luck ကိုဖွင့်ပေးခဲ့တယ်နောက်ပိုင်းကတော့ Kai Havertz ရဲ့ goal တွေက Arsenal အသင်းအတွက်အများကြီးဖြစ်သွားခဲ့တယ်ဒါကအားလုံးသိတဲ့အချက်သို့တော့ Havertz နဲ့ပတ်သက်လို့ရှိရင်ကျွန်တော်တို့က အစွန်းနှစ်ဖက်ကိုရောက်နေတာဗျာချီချူးကျင်လို့ရှိရင်ဆဲစရာကိစ္စ၃ခုလောက်ကဒုံးကနေပေါ်လာတယ်အဲ့လိုပဲဆဲကျင်ပြီဆိုလို့ရှိရင်လည်းသူ့ကိုနားလဲပေးရမယ်စာနာပေးရမယ်အခြေအနေတွေကနောက်ကနေအများကြီးလိုက်လာတယ်ကိုင်ဟာဗတ်စ်ဘာတွေကောင်းလဲဆိုလို့ရှိရင်တာမန်ပလေယာတယောက်မှရှိတဲ့ရှိထိုက်တဲ့ကိုသွင်းအားရှိတယ်ဘောလုံးကျွမ်းကျင်မှုရှိတယ်ပါနဲ့တယ် off the ball playing အရန်ကောင်းတယ်ယူရီယက်ချင်းပြော့တယ်လို့ထင်ရပေမဲ့ကြက်ခိုင်မှုတော်တော်လေးကောင်းတယ် pressing ကိုအများကြီးလိုက်ပေးနိုင်တယ်မခုမကက်ကစားတဲ့အသင်းစိတ်သက်ရှိတယ်ဒါတွေကကိုင်ဟာဗတ်စ်ကနေကျွန်တော်တို့ရနိုင်တဲ့အချက်တွေ အဲ့ဒီအချက်တွေကလည်းတာမန်ကစားသမားတယောက်စီကလည်းမျှော်လင့်လို့မရဘူးထိတ်တန့်ကစားသမားတယောက်ဖြစ်တဲ့လူဒါမှမဟုတ်အသင်းစိတ်သက်တော်တော်လေးကောင်းတဲ့လူစီကနေသာမျှော်လင့်လို့ရတဲ့ကိစ္စမျိုးတွေဖြစ်တယ်ဒါကြောင့်မို့လို့ Kai Havertz ရဲ့ကောင်းတဲ့အချက်တွေကိုတွက်လိုက်လို့ရှိရင်တော့ above average မှာရှိတယ်ပြင်းပြအဆင့်ရဲ့အထက်မှာလွတ်လွတ်ကျွတ်ကျွတ်ရှိတယ်တစ်ဖက်ကပြန်ကြည့်တဲ့အခါကျတော့သူ့ရဲ့နေရာအစ်စ်မှန်ဖြစ်တဲ့ကွင်းလယ်မှာကစားဖို့အတွက်အရှိန်ယူနေတုံးမှာပဲတိုက်စစ်ရောက်သွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ Kai Havertz ကိုခေါ်ယူထားတဲ့ မူရင်းရည်ရွယ်ချက်ကအောင်မြင်လားမအောင်မြင်လားအခုထိမသိသေးဘူးကျွန်တော်မကြာခဏပြောနေကြကိစ္စလေးပြန်ပြောမယ်နော်ကိုင်ဟာဗတ်ကွင်းလယ်မှာကစားရင်ခြေမပေါ်ဘူးလို့ပြောပေမဲ့အရှိက9 roll သာကောင်းခဲ့တယ်ဆိုလို့ရှိရင်ကိုင်ဟာဗတ်ရဲ့ခြေစွမ်းသည်ချက်ချင်းတက်သွားတယ်နမူနာကြည့်ချင်ပွဲတစ်ပွဲပြောလို့ရတယ်အဲ့ပွဲအကြောင်းကျွန်တော်ပြောတာ၃လကတော့ရှိပြီပွဲကြီးတော့မဟုတ်ဘူးဗျာလူတန်တောင်းအသင်းကို 4-3နဲ့နိုင်ခဲ့တဲ့ပွဲအဲ့ဒီပွဲမှာ Gabriel Jesus အရန်မိုက်တယ် Gabriel Jesus ခြေပေါ်ပြီးဆိုတာနဲ့ Kai Havertz ကွင်းလယ်မှာကစားတဲ့ performance ကလုံးဝပြောင်းလဲသွားပြီဆိုတော့ Kai Havertz ရဲ့ left center midfielder မှာကစားတဲ့ Jan Nidhi ရှေ့ရတိုက်စစ်မှုကောင်းရင် very good မဟုတ်ရင်တော့အခြေအနေမကောင်းဆိုတော့ Vidal Jorgres သာ Arsenal တိုက်စစ်မျှဦးမှာရှိတယ်ဆိုလို့ရှိရင် left center midfielder မှာကစားတဲ့ Kai Havertz ရဲ့ခြေစွမ်းကအခုထပ်ပိုပြီးအဆများစွာကောင်းလာလိမ့်မယ်လို့ကျွန်တော်အကြမ်းမြင်နားလေတယ် ီတော့တိုက်စင်မြောက်ဦးမှာဖီဒီယိုဂရက်ရှိမလားဘက်ဂျမင်ဆက်စ်ကိုရှိမလားဆိုတာကကိုင်ဟာဖက်စ်တယောက်ကွင်းလယ်မှာခြေပေါ်မပေါ်နဲ့ပြန်ပြီးချိတ်ဆက်သွားတယ်ကျွန်တော်ထင်တော့ဗီဒီယိုဂရက်ပဲလာလာဘက်ဂျမင်ဆက်စ်ကိုပဲလာလာကိုင်ဟာဖက်စ်အတွက်တော်တော်လေးကိုအထောက်အကူပြုလိုက်မယ်တိုးအားယုံအားကောင်းတဲ့ဗီဒီယိုဂရက်ပဲရှိမှရှိနေနေအပြေးမြန်ပြီးတော့ space လမ်းကြောင်းတွေအများကြီးဖော်ပေးနိုင်တဲ့ SARS-CoV-2 ပဲရှိနေသည်ဖြစ်စေ Kai Harvest တယောက် LCM ရိုးမှာကောင်းကောင်းကြီးအဝင်ပါလိမ့်မယ်ကျွန်တော်အနေနဲ့ကတော့တချို့တွေပြောသလိုမျိုး Odigard ရဲ့ alternative ဖြစ်တယ်လို့ကျွန်တော်ကမယူဆပါဘူး Kai Harvest သည်တိကျပုံစံဖြစ်နေတဲ့ player တယောက် Odigard နေရာကိုဝင်ကစားရမယ့်လူဆိုတာထက် Odigard ညာချမ်းမှာလုံနေတဲ့အရာတွေကိုဘယ်ချမ်းမှာလုတ်ပေးနိုင်မယ့် player လို့ကျွန်တော်ကမြင်တယ်သို့တော့သူနဲ့အတူတူအတွဲညီညီကစားနိုင်မယ့် football IQ မြင့်တဲ့ တိုက်စင်မှုတယောက်တော့လို့တယ်ဒီနေရာမှာ Kai Harvest တယောက် LCM Roma အံဝင်ပြီဆိုတာနဲ့ပရိသတ်တွေတိတ်မကြားကျင်တဲ့အချက်တစ်ချက်ကိုတော့ကျွန်တော်တို့ထဲ့ကိုဆွေးနွေးရလိမ့်မယ်အဲ့ဒါကတော့တာမန်ကစားသမားနေရာကိုအာဒီတာတို့ဝေးရှော့ကောင်းရှော့သွားနိုင်တယ်ဆိုတဲ့အချက်ပါပဲကျွန်တော်တို့နေရာလေးတွေခြားကြည့်ရအောင်ကွင်းလယ်ကတော်တော်လေးကို alternative လုပ်ကစားနိုင်တဲ့ player တွေရောက်နေပြီဒီလိုပဲတိုက်စစ်ကစားလိုက်ကွင်းလယ်ပြန်ကစားလိုက်ဆိုတဲ့ပုံစံမှာလည်းအသင်းကတော်တော်လေးအလုပ်ဖြစ်နေပြီတိုက်စစ်မှုရောက်ခဲ့ရင်အနာတရမရှိခဲ့ရင်ပြောတာပါဆိုတော့ Kai Havertz ကိုဖယ်ထားလိုက်ဗျလက်ရှိ Zubimendi ရောက်လာမယ့်အနေအထား ပါတီဆက်ရှိနေမဲ့အနေအား ODG နဲ့ Rice ကအထိုင်အဖြစ်ကောင်းကောင်းသုံးလို့ရတဲ့အနေအား Ethan Mwaniri နဲ့ Max Dorman ကိုလည်းအရင်မှထားတဲ့အနေအားမျိုးနဲ့ဆိုလို့ရှိရင် Kyle Harvest ဒီ Arteta အတွက် LCM Roberta ဒါတိုက်စစ်မှုနေရာကိုပဲရန်ဖန်ရန်ခထည့်ပြီးကစားကစားတခါတလေဝင်းမဲ့ထုတ်ကစားကစားအဆင်ပြေတဲ့ player မျိုးဖြစ်တယ် ဒီတော့တာမန်ကစားသမားကိုမဖြစ်မနေခေါ်မယ်ဆိုတဲ့အချက်ကိုကျွန်တော်တို့နည်းနည်းတန်ရရှိတယ်။ဒီကြားထဲမှာအများကြီးခေါ်ပြီးတော့ကြီးမားတဲ့ squad ကြီးနဲ့အတူတူပြိုင်ပွဲဝင်မယ်ဆိုတာကတော့ဗျာကျွန်တော်တို့ရဲ့ dream ပေါ့လေဖြစ်လားမလားမဖြစ်လားမလားမသိတော့ dream ပေါ့ဗျာဆိုတော့ကျွန်တော်ပြောရတာနည်းနည်းပြန့်နေကောင်းပြန့်နေနိုင်တဲ့အတွက်ကြောင့်အချက်လက်ကိုပြန်စုမယ်အဓိကဆွေးနွေးခြင်းတဲ့အချက်က Kai Harvest ဟာထားစရာမရှိဖြစ်နေလားဆိုတဲ့အချက်ပဲကျွန်တော်ကတော့အဲ့ဒီလိုမယူဆဘူး Granite Shark ကထွက်သွားကြတဲ့ကလစ်လက်နေတဲ့ LCM function ကို Kai Harvest ဒီတစ်မျိုးတစ်ပုံ upgrade လုပ်ပေးနိုင်မဲ့ကစားပေးနိုင်မဲ့ဖြည့်ဆည်းပေးနိုင်မဲ့ player လို့ကျွန်တော်ကယူဆတယ်။သို့တော့သူကောင်းကောင်းကစားနိုင်မှုဆိုလို့ရှိရင်တော့ရှေ့မှာ Dynamic တိုက်စစ်မှုတယောက်လိုတယ်။အဲ့ဒီတိုက်စစ်မှုဒီ videographs ဖြစ်ခဲ့တယ်ဆိုလို့ရှိရင်တော့ Kai Harvest ရဲ့ twin core တွေကိုအခုထပ်ပို့ပြီးတော့မြင်ရမှာဖြစ်တယ်။ဘာကြောင့်လဲဆိုတော့တွဲလုံးတစ်ခုလိုဖြစ်သွားပြီးတော့အ twin ကိုထိုးဖောက်နိုင်တဲ့အပိုင်းမှာအခုထပ်ပို့ပြီးတော့ တိုးတက်လာလိမ့်မယ်။ဒါမှမဟုတ်ပဲ Benjamin Sars ကိုဆိုလို့ရှိရင်တော့ Kai Havertz ရဲ့ function သည် final third တွေကနေပြီးတော့နေရာလွတ်တွေပိုရအောင် chance တွေပိုရအောင်လှုပ်ရှားတဲ့သူအဖြစ်ပိုပြီးမြင်ရမယ်လို့ကျွန်တော်ထင်တယ်။ Odegaard ရဲ့ alternative player အဖြစ်တော့ကျွန်တော်သူ့ကိုမမြင်မိဘူး။ဘာကြောင့်လဲဆိုတော့ creativity ဘာညာမှာအငင်းပွားခြင်းလို့မဟုတ်ဘူး။လက်ရှိအသုံးချနေတဲ့နေသားတွေရဲ့ Arsenal ကစားကွက်မှာသူတို့တာဝန်ယူရတဲ့ style of play တွေရဲ့အရာဆိုလို့ရှိရင် Kai Havertz ကို ဒီဘက်ချမ်းမှာဘဲဘက်ချမ်းမှာထားပြီးတော့လှုပ်ရှားတာကပို့ပြီးတော့အဆင်ပြေတယ်ဒီတော့ Kai Harvest ရဲ့အခန်းကဏ္ဍကဆက်ပြီးတော့ကြီးမားနေအောင်မယ်ဆိုလို့ရှိရင်တာမန်ကစားသမားအစ်စ်ခေါ်မယ်ဆိုတဲ့အပိုင်းကတော့နည်းနည်းမေ့ထားလိုက်တာကောင်းတယ်ရောက်မယ်ရောက်လို့ရှိရင်စာကာအတွက် backup လုပ်ပေးနိုင်တဲ့ကစားသမားကိုပဲသူတို့ခေါ်ကောင်းခေါ်လိမ့်မယ်ဒါကလည်း Trossard ဖြစ်စေ Martinelli ဖြစ်စေဘယ်ညာမှာပြောင်းပြီးကစားလို့ရနေတဲ့အနေအထားရှိတဲ့အတွက်ကြောင့် သူတို့ရဲ့ priority ဖြစ်ချင်မှာတော့ဖြစ်လိမ့်မယ်။အတင်းကတော့ထွက်နေမှာပဲဗျာ။ beta man ကစားသမားကိုဘလို့ chase တယ်၊ beta တိုက်စစ်မှုကိုဘလို့ chase တယ်စသဖြင့်တော့ထွက်နေမှာပဲ။ဆိုပေမဲ့ harvest ရဲ့အခန်းကဏ္ဍသာဆက်ပြီးကြီးနေအောင်မယ်ဆိုလို့ရှိရင်တော့အဲ့ဒီအပိုင်းကိုခြံထားခဲ့ဖို့သူတို့စဉ်းစားကောင်းစဉ်းစားပါလိမ့်မယ်။ဒီတော့ content လေးကိုအဆုံးသတ်မယ်။ Kai Harvest နဲ့ပတ်သက်တဲ့ content ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်ရဲ့ Kai Harvest နဲ့ပတ်သက်တဲ့ user ချက်ကိုပဲပြောပါမယ်။အဓိကကလင်းရင်တဲ့အချက်က2ချက်ပါ။ တစ်ချက်အာဒီတာဒီကိုင်ဟာဘတ်ကိုမွေးစားသားလိုမျိုးမဖြစ်မနေနေရပေးဖို့ကြိုးစားနေသလားဆိုလို့ရှိရင်တော့ဒါဒီအလစ်တက်ဘေးယက်စ်ပေါ့နော်နီးပြရခင်ကသူတို့ကြိုက်တဲ့ပလေးယာကိုအတုံးချဖို့အတွက်ကတော့တူတူကိုကိုကြိုးစားကြတာပဲဒီလိုကိစ္စလေးတော့ရှီကောင်းရှိနိုင်တယ်ရှီဖို့များတယ်သို့တော့ကိုင်ဟာဘတ်ဒီထားစရာနေရာမရှိဖြစ်နေတဲ့ပလေးယာလားဆိုလို့ရှိရင်တော့ no ပါ harvest ဒီသူ့ရဲ့နီးစနစ်ပိုင်းဆိုင်ရာချိန်ညှပ်မှု intelligence ပိုင်းဆိုင်ရာကောင်းမွန်မှုအပြင်သူ့ရဲ့ဂိုးသွင်းအားတွေကိုင်းထဲမှာအလုပ်လုပ်ပုံတွေကလည်းတော်တော်လေးအားရစရာကောင်းတဲ့အနေအထားမှာရှိရတဲ့အတွက်ကြောင့် harvest ဒီ arsenal အသင်းရဲ့တိုက်စစ်ပတ်တန်များစွာကို ဖြန့်ထုတ်ပေးနိုင်တဲ့ကစားသမားဖြစ်တယ်လို့ကျွန်တော်ပြောချင်တယ်။ကိုနေရာလည်းမကောင်းဒီနေရာလည်းမကောင်းဖြစ်နေပြီးတော့ထားစရာမရှိတဲ့ player လို့တော့ကျွန်တော်မြူဆမိပါဘူး။ဒါလေးပြောရင်းနဲ့ပိတ်သိမ်းချင်ပါတယ်။ဆွေးနွေးချင်တာရှင် comment မှာပြောပါလို့ရပါတယ်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။